ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့လေတက်စူးစီးအရာရှိရှုပ်ရာထူးကနေအနာပေးခံရပြီးတိုင်းမှုနှစ်ဦးစစ်ဆေးခံရကလျှက်စစ်နဲ့စွမ်းအင်တူဝန်ကြီးထိမ့်သိမ့်ခံရတယ်လို့သိရပါဗျ။နိုဝင်ဘာလအတွင်းစစ်အုပ်စုဘူရှုံနဲ့ဘူရှုံအထက်အရာရှိအနည်းဆုံး3ဦးအေးအေးယူခံရတယ်လို့စစ်ဆေးမင်းမြန်းနာရီကိုလည်းခံနေကြရပြီးဒူဝန်ကြီးတူဦးလည်းထိမ့်သိမ့်ခံခဲ့ရပါဗျ။လေတက်စူးစီးအရာရှိရှုပ်ဒုတိယဘူရှုံကြီးဇော်ဝင်းမြင့်ကို လီယင်မုံတွေပင်ပန်းနေပြီဖြစ်တဲ့အတွက်အချိန်ရရှော့ပြန်ဖို့တင်ပြရာကနေရာထူးကနေအနာပေးကြရဖြစ်ပါတယ်။အနောက်မြောက်တိုင်းတိုင်မူနာမခဘူရှုပ်မြို့မင်းထွေးဟာလေအဂတိမှုနဲ့စစ်စင်ရင်မအောင်မြင်မှုတွေကြောင့်ဖက်စီစစ်စစ်ခံနေရပြီးကန်ယူရန်တိုင်မူဘူရှုပ်ကြော်ကြော်ဟန်လဲမောတော်မျိုးတော်လည်းရတပ်ဖွဲ့တွေကတိမ့်ပိုက်လိုက်တာကိုခံလိုက်ရတဲ့အတွက်စစ်စစ်ခံနေရတယ်လို့သိရပါဗျ။လျှက်စစ်နဲ့စွမ်းအင်ဝင်ကြီးဌာနက ဒူးဝွန်ကြီးတန်စင်ဟာလည်းအလွေးသုံးစားမှုလက်ပေးလက်ယူမှုတွင်ဖန်ဆီးခံနေရတယ်လို့စစ်တပ်နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီကနေသိရပါရဲ့ရှင်